ခေအားလုံးပဲမင်္ဂလာပါအခုပြောမှာတော့အလံတော်ဗေဒတွေမြန်မာနိုင်ငံမှာရှိတဲ့လွတ်လပ်ရပြီးနောက်ပိုင်းမှာရှိတဲ့အလံတော်ဗေဒတွေတရားမှာ2008ဖွဲ့စည်းပုံခြေကဲဥပဒေအောက်မှာရှိတဲ့အလံအကြောင်းကိုပြောမှာ ဖြစ်ပါတယ်ရှေ့မှာကျွန်တော်ဗီဒီယိုဘိုင်းတစ်ခုလုပ်ခဲ့တယ်50ခုဖွဲ့စည်းပုံအလံနဲ့ပတ်သက်တဲ့ဗေဒ84ဖွဲ့စည်းပုံအလံတော်ဗေဒကျွန်တော်ပြောခဲ့ပြီးပါပြီ အခု2008ဖွဲ့စည်းပုံအောက်မှာရှိတဲ့အလန်တော်ဗီရာကိုပြောမှာဖြစ်ပါတယ်။ లై လေးပြီးပြပါ comment မှာတခုရေးခဲ့ကြပါ။ဟုတ်ပြီဒါဆိုကျွန်တော်တို့ဆက်သွားကြမယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာရှိတဲ့မြန်မာနိုင်ငံအလန်အကြတော့ဇလုံးထဲမှာပြန်မြင်ကြည့်လိုက်ပါ။နော်။ရှင်းရှင်းလင်းလင်းပါ။အရန်ရှင်းလင်းနဲ့အရန်ယူရှင်းနဲ့ခြေကတလုံးနဲ့ခြေတလုံးနဲ့ပါ။ အဲ့ကျဲတလုံးရဲ့အောက်မှာမှာနောက်ခံအယောင်ကအနီရောင်မဟုတ်ပါဘူးနောက်ခံရောင်ပါလေဝါစိန်ညသုံးရောင်ကိုနောက်ခံထားတာဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံသားတွေကိုယ်နိုင်ငံအလံကြောင်မသိဘူးဒီဗီဒီယိုဖိုင်ကိုတေချာလေးနားထောင်ပါနော်အဲတိတိကိုသိရမယ်အဲ့တော့ရှေ့မှာကျွန်တော်40ခုဖွဲ့စည်းပုံ84ဖွဲ့စည်းပုံပြောတာ84ဖွဲ့စည်းပုံကကျဲမပါကျဲအကြီးမပါဘူး40ခုဖွဲ့စည်းပုံမှာကျဲကြီးပါတယ် နော်အဲ့တော့ဒါကကျဲကျဲအကြီးကြီးပြည်တော်စုကိုကိုစားပြုတယ်အဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကြတော့ဒါဒီပြည်တော်စုမြန်မာနိုင်ငံဆိုတဲ့အတိတ်ပဲရှင်းရှင်းလေးလေးပဲဘာမှကျဲလေးဒီဗာလိဒီကဝိုင်းတာပတ်တာရှိတော့အရင်ရိုးရှင်းတယ်အားလုံးကစုစုစည်းစည်းနဲ့တပီတော်နဲ့ဆိုတဲ့အတိတ်ပဲကိုပေါ်ရတဲ့ကျဲကြီးတစ်လုံးရဲ့ရှိတယ်ဒါဆိုလို့ရှိရင်နောက်ခံက၃ယောက်ကျဲကိုဘာဖြစ်လို့နောက်ခံထားရတာလဲ ကျွန်တော်နိုင်ငံဒီအမျိုးသားနိုင်ငံဖြစ်လို့ပါเนาะကျွန်တော်နိုင်ငံဒီအမျိုးသားနိုင်ငံဖြစ်လို့အမျိုးသားရေးကိုဦးစားပေးရမယ့်နိုင်ငံဖြစ်တဲ့ကြောင့်သုံးရောင်ကျဲကိုနောက်ခံထားရတာဖြစ်ပါတယ်မသိတဲ့သူတွေမှတ်သွားပါကျွန်တော်အဲ့တော့အဲ့ဒါကိုဖြည့်ရှင်းပေးမှာဖြစ်ပါတယ်အဲ့တော့ဝါဆိန်ညီသုံးရောင်ကိုဘာဖြစ်လို့နောက်ခံထားတာလဲအမျိုးသားရေးတင်ကြရသဘောနဲ့ထားရတာဖြစ်ပါတယ်ဘာဖြစ်လို့လဲကျွန်တော်လွတ်လပ်ရေးယူဖို့ ဂျိုးပန်းမှုကာလတောက်လျှောက်တလျှောက်လုံးမှာအသုံးပြုခဲ့တဲ့အလံတွေပါဒီကာလ၃ရောက်ကိုနော်အဓိကဖော်ပြခဲ့ပါတယ်လွတ်လပ်ရေးယူဖို့တောက်လျှောက်လုပ်ခဲ့တဲ့စူးစမ်းခဲ့တဲ့နေရာမှာပေါ့နော်ဒီဝါစိန်းဒီ၃ရောက်အဓိကစူးစမ်းခဲ့ပါတယ်အဲ့တော့ဒီ3ရောင်ကျဲပေါ်ကျဲတင်းတယ်တို့မဟုတ်ကျဲနောက်မှာ3ရောင်ကျဲထားခြင်းဒီအမျိုးသားရေး ်တင်ဂီရလက္ခဏာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်တို့ဒုမမအစီယုံစပြီးတော့အမျိုးသားကြီးလှုပ်ရှားမှုစလှုပ်ရှားတော့ရလဲပဲ။ဒီ၃ရောင်ကျဲအလံနဲ့ပဲဝါစိန်းဒီဆိုတဲ့၃ရောင်ကျဲအလံနဲ့ပဲကျွန်တော်တို့လှုပ်ခဲ့လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်ဟိုးတော့ခုနှစ်တက်ကလေးတော့ကိုယ့်ကိုလိလာကြပါဗျာ။ကျွန်တော်ပြောတာကိုအပြည့်အဝယုံလို့ကျွန်တော်မပြောဘူးနော်လိလာဖို့ပြောတာအဲ့တော့ ကျွန်တော်ဗမာနိုင်ငံစတီးဆောက်တုန်းကလေးပဲနော်တုံးယောင်ကျေအလံပဲကျွန်တော်အသုံးပြုခဲ့တာဖြစ်တယ်ဒိုးဗမာအစီယုံကလည်းအဲအကြောင်းမလို့တုံးယောင်ကျေအလံကိုပဲအမျိုးသားကြီးလှုပ်ရှားတဲ့နေရာမှာအသုံးပြုခဲ့တယ်ဒါကြောင့်မို့လို့ဒီဇက်ခုဖော်စည်းပုံမှာလည်း3ယောက်မချေခဲ့ဘူး84ဖော်စည်းပုံမှာလည်း3ယောက်ချေမတော့ခဲ့ဘူး2008မှာကျတော့တက်မတော်ကအမျိုးသားနိုင်ငံ အမျိုးသားရေးဝါဒကိုဦးစားပေးတယ်အမျိုးသားနိုင်ငံရေးအခမ်းအနားကိုတာဝန်ယူမယ်အမျိုးသားကျေးဇူးအားကိုကာကွယ်ဆောက်ရှောက်မှာမို့လို့အမျိုးသားရေးဇယိုက်လက္ခဏာပါတယ်အမျိုးသားရေးတင်ကြတာဖြစ်တယ်၃ရောင်ကျဲကိုပြည်တော်စုလို့ခေါ်တဲ့ကျဲကြီးရဲ့နောက်မှာနောက်ခံထားကြရခြင်းနောက်ခံထားရခြင်းဖြစ်ပါတယ်ကဲဒီလောက်ဆိုလို့ရှိရင်2008ဖွဲ့စည်းပုံမှာရှိတဲ့အလန်တော်ဗီရအကြောင်းကိုနားလည်ပြီလို့တော့ကျွန်တော်ထင်ပါတယ် ဒါဆိုလို့ရှိရင် like လေးပေးပါ comment မှာတခုရေးနေသွားပါနောက်ဗီဒီယိုပိုင်းမှာအချုပ်အချုပ်ကိုပြောပါမယ်နော်ကဲဒီလောက်ဆိုအားလုံးအစီအစဉ်ပဲထင်ပါတယ်ကျွန်တော်မဟာဗမာချင်းကြော်လေးပါ